ဒီစမမာအိန္ဒိယခီးစဉ်ဖြစ်ရောက်လာမဲ့မက်ဆီကိုသွားကြည့်ဖို့မြန်မာပြည်သက်တွေအတွက်ကုန်ကြစိတ်ဘယ်လောက်ရှိနိုင်မလဲလီယိုနယ်မက်ဆီကဒီနှစ်ကုန်ဒီစမလာထဲမှာအိန္ဒိယကိုလာဖို့ရှိပါတယ်ခီးစဉ်ကြာတဲ့ကိုဒီစမ73ကနေ95ရီလို့လက်လောသတ်မှတ်ထားပါတယ်ဒီခီးစဉ်မှာမက်ဆီက goal gap ဘောလုံးပြိုင်ပွဲနဲ့ goal concert ဂီတာဖျော်ဖြေပွဲတွေပါဝင်မယ်အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့တွေ့ဆုံမယ်ကန်ရင်းစားမတွေနဲ့တွေ့ဆုံမယ်ပြီးတော့ကိုကတာမွန်ဘိုင်းနယူးဒေလီနဲ့မာရာဘတ်အစားတဲ့မြို့လေးမြို့ကိုလဲပတ်မယ်လို့ကြေညာထားပါတယ်ဒါနောက်ဆက်တက်ခုနှစ်နောက်ပိုင်း14နှစ်အတွင်း မက်ဆီရဲ့အိန္ဒိယကိုပထမဆုံးချိန်ဖြစ်ပြန်လည်ရောက်ရှိမှုဖြစ်ပြီးတော့အိန္ဒိယပြည်သက်တွေအတွက်အသမိုင်းဝင်ခိုက်တန့်ဖြစ်လာပါလိမ့်မယ်။မြန်မာပြည်သက်တွေအနေနဲ့မက်ဆီကိုမြင်တွေ့ခွင့်ရဖို့အခွင့်အကောင်းတစ်ခုလည်းဖြစ်ပါတယ်။ခွင့်စွာနှခါပြန်မရပါဘူး။ဒါကြောင့်မက်ဆီအိန္ဒိယကိုလာတော့လေးနောက်ပြီးတော့အိန္ဒိယနဲ့မြန်မာအနယ်တမဲချင်းတိစပ်နေတဲ့အိန္ဒိယနိုင်ငံတွေဖြစ်တာကြောင့်ဒီခွင့်ကိုလက်လုံးမခံသင့်ဘူးလို့မြင်မိတယ်။မြန်မာနိုင်ငံသားအနေနဲ့အိန္ဒိယကိုသွားဖို့ကီးသွားဗီဇာလျှောက်ထားမယ်။အိန္ဒိယအစိုးရ e-visa စနစ်ကိုပြင်ပြီးပါကီးသွားရတဲ့အတွက်လွယ်ကူစွာလျှောက်ထားနိုင်အောင်ဖွင့်လှစ်ပေးထားပါတယ်။ ။အိန္ဒိယ e-visa website မှာ online ရှောက်လာဖြည့်ပြီးတော့နိုင်ငံကူးလက်မှတ် passport ဓာတ်ပုံနဲ့ခီးစဉ်စီစဉ်နေတင်ပြမယ်။ e-visa အတွက်ခါချင်းငွေအမေရိကန်ဒေါ်လာ80လောက်ကြားတင်နိုင်ပြီးတော့ visa တက်တန်းကတော့တစ်လအနေအစားအစာရှိပါတယ်။ visa ကိုခီးစဉ်မတိုင်ခင်အနည်းဆုံးနှစ်ပတ်ကြိုတင်လျှောက်ထားဖို့အကြံပြုလိုပါတယ်။မြန်မာနိုင်ငံနဲ့အိန္ဒိယမျိုးတွေဖြစ်တဲ့ကိုကတာ၊မွန်ဘိုင်း၊ဒါမုတ်၊ new delhi ကိုသွားဖို့ရန်ကုန်နဲ့မန္တလေးကနေလေလက်မှတ်ဝယ်ယူနိုင်ပါတယ်။လေကြောင်းလိုင်းတွေပြကြတဲ့ Air India, Indigo, Thai Airways နဲ့ Myanmar Airways International တို့ကနေရန်ကုန်နဲ့အိန္ဒိယစီကိုတိုက်ပြန်တန်းပါလိမ့်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါလိမ့်။ ိုင်ဘတ်ခွန်ရှိကိုနဲ့ဖဝိုင်းမစ်ကစားလို့ရဆိုရင်တော့ Viber နံပါတ်399 454969ကိုဆက်သွယ်လိုက်ပါရန်ကုန်ကိုကတာဒိုင်းလင်ဒါမှမဟုတ်ရန်ကုန်ဘန်ကောက်ဒေးလီတဆင့်ခီးစဉ်လို့လမ်းကြောင်းတွေလည်းရှိပါတယ်ရန်ကုန်နဲ့ကိုကတာဒိုင်းလင်လက်မှတ်ကအမေရိကန်ဒေါ်လာ350လောက်ကျတင်နိုင်ပြီးတော့ဘန်ကောက်နေတဆင့်ဆိုရင်ဒေါ်လာ900လောက်ကျတင်နိုင်ပါတယ်။ Sky Scanner ဒါမှမဟုတ် Kaya လို့ website တွေမှာလက်မှတ်ဈေးနှုန်းတွေကိုနှိုင်းရှင်ပြီးတော့ကြိုတင်မှာပြီးအကြံပြုလိုပါတယ်။ဒီစမဟာကြီးသွားရသည်ဖြစ်တဲ့အတွက်လက်မှတ်တွေကိုအနည်းဆုံး2လ3လောက်ကြိုတင်ဝယ်ယူထားတင်တာပါ။ မက်ဆီယာကိုကတာမွန်ဘိုင်းနယူးဒေလီနဲ့မာရာဘတ်တို့ကိုလဲပတ်မှာဖြစ်ပြီးတော့မြန်မာပြည်သားတွေအနေနဲ့မက်ဆီယိုမြင်တွေ့ဖို့အဓိကပွဲဖြစ်တဲ့ဂုတ်ကပ်ဒါမှမဟုတ်ဂုတ်ကွန်ဆတ်ဒါမှမဟုတ်ကျင်းပမယ့်မြို့ဦးစားပေးရွေးချယ်သင့်ပါတယ်ဂုတ်ကတာဘောလုံးပရိသတ်တွေရဲ့ဗိုလ်ချုပ်ဖြစ်ပြီးတော့ဂုတ်ကပ်ကျင်းပဖို့လားလာရှိပါတယ်ရန်ကုန်နဲ့ဂုတ်ကတာကိုဓာတ်ရိုက်လေးလမ်းကြောင်းလဲရှိလို့မြန်မာပြည်သားတွေအတွက်အဆင်ပြေနိုင်ပါတယ်အိန္ဒိယမှာမျိုးရင်းသွားလာဖို့ယထာဘတ်ကဥပါဒါမှမဟုတ်အိုလာလိုရိုင်ဟယ်လင်းဝန်ဆောင်မှုတွေရှိပါတယ်ဥမာဂုတ်ကတာမှာမက်ထရိုယထာတူးကိုရူဘီ9လောက်ပဲကြာတင်လို့သွားလာစေကတတ်တာပါတယ် မစီမျိုးအောင်များစွာလဲပတ်မှာမလို့ပြည်သက်တွေအနေနဲ့မျိုးတွေကြားသွားလာဖို့အိန္ဒိယပြည်တွင်းလေကြောင်းလိုင်းတွေ Indigo, Air India Express ဒါမှမဟုတ်ယထာတွေ India Railways တို့အသုံးပြုနိုင်ပါတယ်။ဥမာကိုကတာနဲ့မွန်ပိုင်းကိုလေနဲ့သွားလို့ရှင်ဒေါ်လာ150လောက်ကျတင်နိုင်ပါတယ်။ Go Cap နဲ့ Go Concert လက်မှတ်တွေကို Bookman Show ဒါမှမဟုတ် Vidya Insider လို့ India Online လက်မှတ်ရောင်းချတဲ့ platform တွေမှာဝယ်ယူနိုင်ပါတယ်။ဒီပွဲတွေကမစီရဲ့ပါဝင်မှုကြောင့်လက်မှတ်ဝယ်လို့အမြင့်တက်နိုင်လို့ဂျိုးတင်ဝယ်ဖို့လိုပါတယ်။ Go Cap လက်မှတ်က India Ruby 9000နဲ့9000လောက်ထိဈေးပေါင်နိုင်ပါတယ်။ Go Concert လက်မှတ်က Ruby 3000နဲ့3000လောက်ထိရှိနိုင်တာပါ။ ။ VIP လက်မှတ်ခါတွေရိထပ်ပို့ပြီးတော့ဈေးကြီးနိုင်ပါတယ်။လက်မှတ်တွေပွဲကြီးပါမဲ့ရမတိုင်ငယ်၂လ၃လကျိုးလင်းဝယ်ဖို့အကြံပြုလိုပါတယ်။ S platform မှာ Messi India လို့ hashtag တွေကို like ကြည့်ပြီးတော့လက်မှတ်ရောင်းချမှုအချက်အလက်တွေကိုစောင့်ကြည့်နိုင်ပါတယ်။တဲခိုဘို့အတွက်ကိုကတာ Mumbai New Delhi နဲ့အမာရာဘတ်မှာ hotel တွေ guest house တွေနဲ့ Airbnb လို့တဲခိုနေရာတွေရှိပါတယ်။ budget hotel တွေကတစ်ည Ruby 3000လောက်ရှိပြီးတော့တတောင်းတတရှိတဲ့ကျယ်သုံးဝင် hotel တွေကတော့တစ်ည Ruby 8000လောက်ရှိပါတယ်။ booking.com ဒါမှမဟုတ် Agoda လို့ website တွေမှာ hotel တွေကိုကြိုတင် booking လုပ်ထားဖို့အကြံပြုပါတယ်။ ဒီဇမလာကကြီးသွားရသည်ဖြစ်နေလို့အလင်းမြန်နေရာတွေပြေးသွားနိုင်ပါတယ်။အိန္ဒိယကကြီးသွားရအတွက်လုံခြုံတဲ့နိုင်ငံဖြစ်ပေမဲ့လူထုတတ်တဲ့မျိုးကြီးတွေမှာလူစုလူဝေးသတိထားဖို့လိုအပ်ပါတယ်။ဗတ်ဆိုင်အိတ်နိုင်ငံကူးလက်မှတ်နဲ့အဖိုးတန်ပစ္စည်းတွေကိုလုံခြုံစွာတင်စီထားတင်တာပါ။အိန္ဒိယမှာရေတန့်တောက်သုံးဖို့လမ်းဘေးစားတောက်ဆိုင်တွေမှာစားတောက်ရင်တန်ရှင်းမှုကိုဆက်ဆဲဖို့လိုပါတယ်။ခီးမထွက်ခင်ကာကွယ်ဆေးထိုးဖို့ဆောင်းနဲ့တိုင်ပင်သိမ့်ပါတယ်။အိန္ဒိယရဲ့ရင်ကျေးမှုနဲ့ဒလေထုံးတိုင်းတွေကိုလေ့လာထားလို့ရှိရင်ခီးစဉ်ပုံမလွယ်ကူအဆင်ပြေမှာပါ။ဥမာအိန္ဒိယမှာဝေစား